ကျွန်တော်ဒီနေ့အတွက်ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်းပါးလေးကိုရေးသားထားသူကတော့ဆရာမခင်မမပဲဖြစ်ပါတယ်ဆောင်းပါးလေးကိုဖတ်ခွင့်ပြုဝါရန်ဆရာမခင်မမအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆောဆောနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစီဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ခံနေရင်တိုင်းပြည်တိုးတက်မယ်တဲ့လားယခုတလောမြန်မာနိုင်ငံကိုအချိန်ချင်းအာဏာသိမ်းခဲ့သောမြန်မာစစ်တပ်ခေါင်းဆောင်များနှင့်သူတို့၏နောက်လိုက်များစစ်တပ်လော်ဘီများကြဲကြဲလောင်လောင်ပြောဆိုဝါဒဖြန့်နေသည်မှာစစ်တပ်အာဏာသိမ်းသည်ကိုငြိမ်ခံနေလိုက်ရင်ဘာမှမဖြစ်ဘဲအေးအေးဆေးဆေးနဲ့ပြီးတော်မည်ဟုဆုံနေခြင်းဖြစ်၏ယနေ့တိုင်းပြည်စုစုပူပူဖြစ်နေသည်မှာစစ်တပ်အာဏာသိမ်းသည်ကိုငြိမ်မခံဘဲတုံ့ပြန်နေမှုကြောင့်ဖြစ်၏ စစ်ကိုခေါ်၍စစ်လာသည်ဟုမြမစစ်တပ်နှင့်သူ့လော်ဘီများကဆိုကြသည် သူတို့ကိုတိုက်ခိုက်မှုမရှိလင်ဤသို့သောစစ်ပွဲမရှိဟုဆိုကြ၏ထို့ပြင်စုပူဆန္ဒပြမှုများနိုင်ငံခြားပိတ်ဆို့မှုများကြောင့်စီးပွားရေးချက်တဲရ၏ဤသို့မဟုတ်လင်တိုင်းပြည်စီးပွားရေးအရန်ကိုတိုးတက်တော်မလိုလိုစစ်တပ်နှင့်စစ်တပ်လော်ဘီများကဆိုကြ၏အထူးသဖြင့်စစ်တပ်လော်ဘီများက ဒေတာရင်းစစ်တပ်အာဏာသိမ်းသည့်နိုင်ငံများကိုလက်ညှိုးထိုးလိရှိကြ၏သို့တော်လည်းသူတို့သည်သူတို့လက်ညှိုးထိုးသည့်နိုင်ငံများကဲ့သို့ချမ်းသာကြွယ်ဝအောင်တမိုင်းတလျှောက်လှုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြပေမြန်မာစစ်တပ်နှင့်၎င်းတို့၏လော်ဘီများသည်ခက်ဆက်ဆက်သူတို့၏အုပ်ချုပ်ရေးညံဖျင်းမှုကိုဖုံးကွယ်ပြီးသူတို့၏အုပ်ချုပ်ရေးမအောင်မြင်ရသည်မှာအခြားသူများကြောင့်သာဟု လက်ညှိုးထိုးလာသည်မှာနေဝင်းတန်းရွှေတို့ခေတ္တမကား မင်းအွန်လိုင်းခစ်ထီပင်ဖြစ်၏ပြောရရင်တခိုးကလူလိုဟစ်သည့်မြမစစ်တပ်ဟုဆိုရမည်မြမစစ်တပ်အာဏာသိမ်းသည်ကိုငြိမ်ခံနေလိုက်ပါကတိုင်းပြည်ကောင်း၏မကောင်း၏သိလိုပါကမြမစစ်တပ်အာဏာသိမ်းသည့်ကာလပိုင်းများကို ပြန်လည်ဆန့်စစ်ကြည့်နိုင်ပါသည်1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလ1962ခုနှစ်မတ်လနေ့ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုစတင်မှသည်ထိုစဉ်က လူမှုဆန္ဒပြောင်းမှုကန့်ကွက်မှုမရှိပါ ထိုစဉ်အာဏာသိမ်းသည့်ကာလကမှတ်တမ်းဓာတ်ပုံများကိုကြည့်ပါကအေးလူလူအတော်အလာမပြတ်သည့်ရန်ကုန်လူမှုကို တွေ့ရမည်ဖြစ်သည်ဇူလိုင်မှသာရန်ကုန်တက္ကသိုလ်ကျောင်းသားဆန္ဒပြပွဲရှိ၏ထိုသို့ဆန္ဒပြသည်မှာလေတက္ကသိုလ်နေမြေတွင်သာဖြစ်၏ခုနှစ်ရက်ဇူလိုင်ရေခင်းမှလွဲ၍ 1962ခုနှစ်စစ်တပ်အာဏာသိမ်းသည့်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့်လူမှုဆန္ဒပြပွဲကြီးများမရှိဟုဆိုရမည်။ထို့အပြင်နိုင်ငံသားပိတ်ဆို့မှုဆိုသည်လည်းမရှိသေးပါ။မရှိသေးသည့်အပြင်ကွန်မြူနစ်ဆန့်ကျင်ရေးအတွက်အနောက်နိုင်ငံများမှအကူအညီများပါရသည့်ခေတ်ကာလဖြစ်၏။ဘိန်းဆန့်ကျင်ရေးခေါင်းစည်းအောက်တွင် ရဟတ်ရင်များပါဝင်စစ်ရေးကူညီများပါရသည့်ခေတ်ကာလဟုဆိုရမည်။ ဆက်လက်နဲ့ခဲအများကို အနောက်တိုင်းမှာအခက်ခဲမရှိဝယ်ယူ၍ရသည့်ကာလဖြစ်၏1962ခုနှစ်မှ1988ခုနှစ်အထိတော်လန်ရေးကောင်စီမြမဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာအစိုးရစသည့်အမိများခံထားသည့်အာဏာသိမ်းမြမစစ်တပ်သည်အာရှဖွံ့ဖြိုးရေးဗန် ADB ကမ္ဘာဗန် WB ဂျပန်ဒိမတ်ဂျာမနီ ကနေဒါဖင်လန်ပြင်သစ်အီတလီနယ်သာလန်နော်ဝေဩစတြီးယား ြည်တိန်စသည်တို့ပါဝင်သည့်ပဲရစ်ကလပ်နိုင်ငံများမှအမေရိကန်ဒေါ်လာတန်ပေါင်းတောင်းတထောင်ကျော်ခန့်ချင်းငွေရရှိခဲ့၏။ထို့တော်လည်းအာနာသိန်းစစ်တပ်သည်1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလအတွင်းတိုင်းပြည်တိုးတက်အောင်လုပ်နိုင်မှာ၏လို့တိတိကျကျရှင်းရှင်းလင်းလင်းပြောရရင်လုံးဝမလုပ်နိုင်ပါဟုပြောရမည်စစ်တပ်အာဏာသိမ်းပြီး26နှစ်အကြာတွင် ိုင်းပြည်မွေးပြကြသွား၏စစ်တပ်သည်ကိုယ်တိုင်ထုတ်ထားသောပိုက်ဆံကိုတရမဝင်၃ချိန်ကြီးညာခဲ့သည်ဖွင့်ပြောမှုအနေဆုံးနိုင်ငံများစီးရင်ဝင်သွား၏နေဝင်းခေပထမချိန်အာနာသိမ့်သည့်မြန်မာစစ်တပ်သည်စတင်အာနာသိမ့်စဉ်ကလူတို့၏ဆန့်ကျင်မှုလည်းမခံရနိုင်ငံတကာ၏စီးပွားရေးပိတ်ဆို့မှုလည်းမခံရသည့်အပြင်ဂျပန်ကစစ်ရော်ကြီးပါဝင် နိုင်ငံတကာအကူအညီများနိုင်ငံတကာချင်းငွေများရရှိခဲ့သည် ထို့ပြင်ကွန်မြူနစ်တို့၏အန္တရာယ်ကိုလက်ညှိုးထိုး၍တစ်ဖက်လက်နှင့်စစ်ရေးကူညီရခဲ့၏ထို့တော်လည်းမြန်မာစစ်တပ်သည်မြန်မာပြည်ကို ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတစ်ခုဖြစ် မတည်ဆောက်နိုင်ခဲ့ပါနိုင်ငံရေးအရစန့်ကျင်ဘက်ဖွဲ့စည်းများနှင့်ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ခဲ့ပါထို့တော်လည်းမြန်မာစစ်တပ်ကစစ်ဗိုလ်များသည် တိုင်းပြည်ကိုသူတို့စိတ်ကြိုက်ဥပဒေများပြဋ္ဌာန်း၍26နှစ်တောင်အုပ်ချုပ်ခဲ့တော်လေ တိုင်းပြည်မွေးပြားကြပြီးမအောင်မြင်ခဲ့သည်နှင့်ပတ်သက်၍တာဝန်ယူမှုတာဝန်ခံမှုမရှိခဲ့ကြပြီသူတို့လက်ညှိုးထိုးသည်မှာနိုင်ငံရေးအရာဆိုရင်တောင်းကျမ်းသူများစီးပွားရေးအရာဆိုရင်မြတ်ကြီးစားများမှောက်ခိုသမားများတန့်စီတိုးစားသူများကြောင့်ဖြစ်သည်ဟု၍လက်ညှိုးထိုးပစ်တင်ကြ၏သူတို့၏နိုင်ငံရေးအုပ်ချုပ်ရေးညံဖြစ်မှုကိုဝန်မခံကြပြီစစ်ပုံများနားမလည်ဘဲချမှတ်ခဲ့သောမဆလာလန်းစဉ်နှင့် ပြည်သူပိုင်သိမ့်မှုဗဟုချုပ်ကန်သည့်စီးပွားရေးစနစ်တုံးနှင့်ပတ်သက်ပြီးသူတို့၏အမှားများ သူတို့၏ရည်ချဉ်ဉဏ်ဖြစ်မှုများကိုဝန်ခံခြင်းမရှိကြပြီတာဝန်ယူမှုတာဝန်ခံမှုလည်းမရှိကြပြီစစ်ဘုံများဖျက်ဆီးခဲ့သောအရာများ1962ခုနှစ်မှ1988ခုနှစ်အထိ26နှစ်တာကာလအတွင်းမြန်မာစစ်ဘုံများဖျက်ဆီးခဲ့သော institution များစနစ်များတော်တော်များခဲ့သည် ပထမချက်မှာပါလီမန်ဒီမိုကရေစီစနစ်ဖြစ်၏ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းပြီးတပါတီစနစ်တပါတီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်နဲ့အစထိုးခဲ့၏နိုင်ငံရေးပါတီများအသင်းဖွဲ့များလွတ်လပ်စွာဖွဲ့စည်းခွင့်ကိုဖျက်သိမ်းခဲ့၏လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်များဖျက်သိမ်းခဲ့၏တပိတ်မောက်ဆန္ဒပြခွင့်များတိတ်ပင်ဖျက်ဆီးခံခဲ့ရ၏ 1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းဖန်ဆပါလာဆိုရခက်ကာလမဆိုထားနှင့်ပြည်သူ့ရှောင်းနေချက်အစိုးရအုပ်စိုးစဉ်ကာလကရရှိထားခဲ့သည့်နိုင်ငံသားခွင့်ရများသည့်မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ဆုံးရှုံးသွားခဲ့ရ၏ထို့သောခွင့်ရများဖြစ်စီရာတွင်မြန်မာစစ်တပ်သည်ရက်ဆက်ကြမ်းကြုတ်စွာ ပြုတ်မှုခဲ့ကြသည် နေချက်ဆန့်ကျင်ရေးကာလတစ်လျှောက်လုံးရှေ့တန်းကပါဝင်ခဲ့သည့်ចောင်းသားတမက ဆောက်အုံကိုပင် မိုင်းခွဲဖြစ်စည်းခဲ့၏အင်္ဂလိပ်နယ်ချက်သမားများပင်မလုတ်ခဲ့သောလုပ်ရများကိုမြန်မာစစ်တပ်မှစစ်ဗိုလ်များပြုတ်လုခဲ့ကြ၏အချက်မှာမြန်မာပြည်အုပ်ချုပ်ရေးတရားစီရင်ရေး institution များကိုဖျက်ဆီးခြင်းဖြစ်၏အင်္ဂလိပ်ကိုလိုနီခေတ်ကာလကလေးကရှိသော ခိုင်မာသည့်အုပ်ချုပ်ရေးတရားစီရင်ရေးစနစ်များကိုဖျက်သိမ်းပြီးပြည်သူ့ကောင်စီ ပြည်သူ့တရားတကြီးစသည့် စမ်းသပ်အသုံးပြုသည့်စနစ်များနှင့်စထိုးခဲ့ကြ၏တတိယအချက်မှာပညာရေးစနစ်အားမူလာတန်းမှတက္ကသိုလ်အထိစနစ်သစ်ပညာရေးဆိုသည့်စမ်းသပ်ပညာရေးနှင့်စထိုးခဲ့ခြင်းဖြစ်ပြီးပြဋ္ဌာန်းစာအုပ်များတင်ကြားရေးစနစ်များစာမေးဝဲစနစ်များစစ်ပုံများစိတ်ကူးတဲ့ရာ ပြောင်းလဲစမ်းသပ်ခဲ့ကမြမစစ်တပ်အာဏာသိမ်းပြီး26နှစ်ကြာတွင်မြမပညာရေးစင်တန်းသည်တိတိတသာနှိမ့်ကျသွားခဲ့တော်၏ အရှိတောင်အားရှာတွင် ထိတ်တန်းနေရာတွင်ရှိခဲ့သောရန်ကုန်တပ်ကတော်လည်းနောက်ဆုံးတန်းသို့ရောက်ရှိသွား၏စတုတ္ထချက်မှာစီပွားရေးစနစ်ဖြစ်၏မြမစစ်ပုံများသည်ဈေးကွက်စီပွားရေးလွတ်လပ်သောစီပွားရေးစနစ်ကို၎င်းတို့တေချာရေးရာစွာမသိသည့်ဗဟိုကချုပ်ကင်သည့်ဆိုရှယ်လစ်စနစ်ဆိုသည်နှင့်အစထိုးသည်ဆိုရှယ်လစ်စီပွားရေးစီမံကိန်းဆိုသည်နှင့်အစထိုး၏ ရလက်ဖြဲ့စစရရာရှာပါသွားသည်ကိုလိုနီခေတ်ကာလတစ်လျှောက်လုံးနှင့်လွတ်လပ်ရေးရောက်ပြီးနောက်ပိုင်းကာလတစ်လျှောက်လုံးနိုင်ငံတကာသို့စံတင်ပို့နေရသောမြမပြည်တွင်စံရှာပါ၍ထမင်းငတ်သည့်အခြေအနေသို့ဆက်ရောက်သည်အစစရရာရှာပါသည်မှောင်ခိုခေတ်သို့ရောက်၏ပြည်သူပစ္စည်းကော်ပိုရေးရှင်းပပကပြည်သူဆိုင်များတွင်တန်းစီတိုးကြရသည်မြမပြည်အတွက်စံတို့ထညက်တို့သည်ပင် တနေမှတနေသို့သေးလင်းမှောက်ခိုပစ္စည်းအဖြစ်ဖန်ခံကြရ၏ထညက်မျိုးချံကျန်တော်နိုင်ငံเจ้าပို့ဆိုသည်မြမစစ်ဘို့တို့၏လက်ချက်နှင့်တိုင်းပြည်လဲစီးပွားပြည့်၏ဤသို့စီးပွားရေးချက်တဲမှုပြဿနာကိုမှောက်ခိုသမားများအမျက်ကြီးစားများတန်းစီတိုးစားသမားများကြောင့်ဟုအပြစ်ဖို့သည် စီးပွားရေးချက်တဲပြဿနာကိုဖြေရှင်းရန် ကိုယ်တိုင်ထုတ်ထားသောငွေဆက်ကူများကို26နှစ်အတွင်း တရမဝင်၃ချိန်ကြီးညာဤလူရုကတော့မွဲပီးရင်မွဲရင်ဖြစ်ဤပြင်စမားချက်မှာအစိုးရဌာနအတီးတီးပျက်စီးသွားခြင်းဖြစ်ဤစစ်တပ်ကအာဏာသိမ်းပြီးနောက်နိုင်ငံရေးရာထူးဖြစ်သောဝင်ကြီးရာထူးများယူယုံတာမကဌာနဆိုင်ရာများသို့အထူးအရာရှိဟုသောအမည်များဖြင့်စစ်ပုံများကိုစတင်စေလွတ်ဤနောက်ပိုင်းတွင်လက်ထောက်ညွန်ကြားရေးမှုညွန်ကြားရေးမှုညွန်ကြားရေးမှုချုပ်မန်နေဂျာ အထွေထွေမန်နေဂျာစသည့်ရပ်ဖက်ဌာနဆိုင်ရာယာရုများအားစစ်ပုံများကရယူကြ၏ဌာနဆိုင်ရာများတွင် လုပ်ငန်းမကျွမ်းကျင်သူများ အောက်သက်မကျေသူများစတင်တွေ့လာရ၏သို့တော်လည်း1982ခုနှစ်ဝင်းကျင်အထိအရာရှိလာစားမှရွှေတကြသားကန်ရှိသဖြင့်မဆလာခေစော်ပိုင်းတွင်ဝန်တန်းလောကလက်ပေးလက်ယူနေပါသေးသည် သို့တော်လည်းမဆလာသတိန်ပိုင်းရောက်ခံနေတွင်မူ အကျင့်ပြက်လက်ဆောင်မှုများဝန်တန်းလောကတွင်စတင်လာပြီးဖြစ်၏ဤသို့1962ခုနှစ်မှ1988ခုနှစ်အထိမြန်မာနိုင်ငံ၏နိုင်ငံရေးစီးပွားရေးပညာရေးစသည့်ဗက်ပေါင်းစုံချက်တဲစိုက်ခြင်းသည်မြန်မာစစ်ပုံများညံ့ဖျင်းမှုကြောင့်ဖြစ်၏ဒီချင်းမရှိမှုကြောင့်ဖြစ်၏အာဏာရှင်စနစ်ကျင့်သုံးမှုကြောင့်ဖြစ်၏မူဝါဒအမှားများကြောင့်ဖြစ်၏အထက်တွင်ဖော်ပြထားသကဲ့သို့ 1962ခုနှစ်မတ်လ၂ရက်နေ့အာနာသိန်းစဉ်ကမြန်မာလူမှုစန့်ကျင်မှုမရှိပါရန်ကုန်မြို့တွင်အသွာလာမပြတ်ပါနိုင်ငံတကာကလည်းလုံးဝပိတ်ဆို့မှုမရှိသည့်အပြင် အာရှဖွံ့ဖြိုးရေးဘဏ်ကမ္ဘာ့ဘဏ်နှင့်အနောက်နိုင်ငံများမှနိုင်ငံတကာချင်းငွေဒေါ်လာတန်ပေါင်း10,000ကျော်ပင်ချင်းငား၍ရသေးသည်ကွန်မြူနစ်စန့်ကျင်ရေးခေါင်းစဉ်အောက်တွင်စစ်ရေးကူညီများပင်ရသေးသည် အနောက်နိုင်ငံများထံမှလက်နက်ခဲယမ်းများအခက်ခဲမရှိဝယ်ရရသည်ယနေ့လူ့ခွင့်ရေးနှင့်ဒီမိုကရေစီကြွေးကြော်နေသည့်အနောက်နိုင်ငံများသည်ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းစည်းအောက်တွင် အာဏာသိမ်းစစ်ပုံများကိုအားပေးအားမြောက်ပြုလုပ်နေသည့်ကာလဖြစ်၏သို့သောအာဏာသိမ်းပြီး26နှစ်ကာလအတွင်းမြန်မာပြည်ချွတ်ချုံကျသွားခြင်းသည်မြန်မာစစ်ပုံများညံ့ဖျင်းမှုကြောင့်ဖြစ်၏မြန်မာစစ်ပုံများ၏တာဝန်သာဖြစ်၏ မြမစစ်တပ်အာဏာသိမ်းသည်ကို လူလူကငြင်းခံနေခဲ့၍စစ်ပုံများထင်တိုင်းကျင်းနိုင်ခဲ့ခြင်းဖြစ်၏။ထို့တော်လည်းယနေ့အထိမြမစစ်တပ်သည်တာဝန်ယူမှုမရှိပေ။တမိုင်းတစ်လျှောက်လုံးသူတို့မှန်သည်ဟု၍လိန်လည်နေကြ၏။1988မှ2010အထိ22နှစ်တာကာလ1998ခုနှစ်စစ်အာဏာသိမ်းမှုကိုဒုတိယအာဏာသိမ်းမှုဟု၍ဆို၍ရ၏။ ုတိယကျင်းအာနာသိမ့်မှုကိုပြည်တွင်းကရောပြည်ပကဝါဆန့်ကျင်ကြ၏အနောက်နိုင်ငံများကစီးပွားရေးပိတ်ဆို့မှုများစတင်ပြုလုပ်ခဲ့၏1962ခုနှစ်ကစ၍အာနာသိမ့်ခဲ့ပြီး26နှစ်ကျော် ထေတိုင်းကျဲခဲ့က တိုင်းပြည်ကိုမွေးပြားကြအောင်ပြုလုပ်ခဲ့သောမြန်မာစစ်တပ်အားလွတ်ထား၍မရတော့လက်ပိုက်ကြည့်နေ၍မဖြစ်တော့ဟူ၍မြန်မာလူမှုကောင်းစွာသဘောပေါက်ခဲ့ပြီးဖြစ်၏ ထို့တူအနောက်နိုင်ငံများဖို့လေအမေရိကန်ဒေါ်လာတန်ပေါင်းသပေါင်းကျော်အားအတွန်းနှုန်းတက်တာစွာဖြင့်သာအနည်း20ကျော်ချင်းငါပေးခဲ့တော်လေတိုင်းပြည်ကိုစီးပွားတိုးတက်အောင်မလုပ်နိုင်သည့်အပြင် တိုင်းပြည်လူမှုအားရက်ဆက်ကြမ်းကြုတ်စွာဖိနှိပ်နေသောကောင်းကွက်ရှာမတွေ့နိုင်သောမြန်မာစစ်တပ်အားစိတ်ကုံသွားကြပုံရ၏မြေသူမပြုတ်မိမိမှုသာဖြစ်၏ဒုတိယကျင်းစစ်တပ်အာဏာသိမ်းမှုတွင်ဈေးကွက်စီးပွားရေးကိုတစိမ့်တစ်ပိုင်းဖွင့်ပေးသည့်ဖြင့် အသက်ရှူအတန်ငယ်ခြောင်ခဲ့ကြ၏တော်တော်လဲအပြည့်ဝလွတ်လပ်သည့်ဈေးကွက်စီးပွားရေးမဟုတ်ဖဲအာနာကိုချုပ်ကန်ထားသည့်မြမစစ်ဗိုလ်များကလောက်ပိုင်ခွင့်အာနာပေါ်ခြေခံ၍ကိုရိုးစီးပွားရှာသည့်အာနာခြေပြုတ်စီးပွားရှာသည့်စနစ်တရက်ကိုထူရောင်ခဲ့ကြ၏အာနာတိတ်စစ်ဗိုလ်စင်စင်က ပြည်ပပုတ်ကုံဖြစ်တိုင်းပြည်မြေပေါ်မြေအောက်တည်ရန်စာတာများကိုရောင်းချ၍ကိုကျိုးစီးပွားရှာခြင်းသည် ဒုတိယအကြိမ်စစ်တပ်အာဏာသိမ်းမှုတွင်ထင်ရှားစွာတွေ့ရသည့်အချက်ဖြစ်၏တိုင်းပြည်သေယံစာတာများသာတဖြည်းဖြည်းကုန်သွားတော်လဲတိုင်းပြည်မှာဖွံ့ဖြိုးတိုးတက်ခြင်းမရှိတိုင်းပြည်အခြေခံစောက်အုံများ တိုးတက်ကောင်းမွန်ခြင်းမရှိပဲမြမစစ်တပ်နှင့်ခရိုနီများသာကြည်ကြည်တက်ချမ်းသာကြွယ်ဝလာကြ၏ထို့အပြင်သွင်းကုန်အဖြစ်မော်တော်ယာဉ်စက်ပစ္စည်းအီလက်ထရောနစ်ပစ္စည်းများစေဝါဝိထေစသဖြင့် ်သွင်းခွင့်ပြုသည့်ပါမစ်ပေါ်မှအကျိုးမြတ်ထက်ရှာနိုင်ကြသည်တမန်လူများဝင်ငွေရှာဝါကအရင်ဤကိုအသုံးပြု၏ဤပညာကိုအသုံးပြုကြ၏လောက်အားကိုအသုံးပြုကြ၏1988ခုနှစ်အာနာတိန်စစ်ပုံများသည်1962ခုနှစ်အာနာတိန်စစ်ပုံများနှင့်မတူပဲအာနာကိုလွယ်သုံးစားပြု၍ကိုကျိုးစည်းပွားရှာကြရာ အာနာတိန်စစ်ပုံများသည်တန်းကြွယ်တထေးကြီးများဖြစ်လာပြီး အာနာကိုပို၍တတ်မှတ်လာကြ၏မြမစစ်ဘုံကြုံများအတွက်အာနာသည်ငွေရင်းကြီးဖြစ်၏တဖက်ကလည်းအာနာကိုလွဲသုံးစားလုပ်၍ကိုကျိုးရှာကြရာဒုတိယကြိမ်အာနာသိမ်းသည့်1988မှ2010ထိမော်တော်ကားဖုံးစစ်ကတ်တံပိုးများသည်မြည်သည့်နိုင်ငံတွင်မှမရှိသည့်ဈေးနှုန်းများဖြစ်ပွားခဲ့ပြီးအာနာရှိစစ်ဘုံများသည်လောက်ပိုင်ခွင့်အသုံးပြု၍ကိုကျိုးရှာခဲ့၏ ထို့အပြင်လျှက်စစ်မီကဲ့သို့အခြေခံစောင့်အုံများကိုတိစောက်နိုင်ခြင်းမရှိခဲ့ပြီတိုင်းပြည်ဤတရားစာတာများသည်စစ်ပုံများဤအိတ်ထောင်များတွင်သို့ရောက်သွားသည်တိုင်းပြည်အတွက်ကြိုးရှိသည့်နေရာတွင်အုံပြုတ်နိုင်ခြင်းမရှိခဲ့ပြီတိုင်းပြည်အတွက်ကြိုးရှိသည့်အခြေခံစောင့်အုံများ တိစောက်မည်စာကျက်စုပင်စိုက်ချင်းကဲ့သို့ယူကြောင်ကြောင်လုံများလုံပြီးတိုင်းပြည်ဤလောအငွေကြေးရင်းနှီးနှင့်အချိန်များကိုအလဟတ်သက်ဖြုံတီးခဲ့၏ ဒုတိယကြိမ်အာဏာသိမ်းမှုတွင်တွေ့ရသည်မှာအစိုးရဌာနဆိုင်ရာများတွင်အောက်ခြေမြို့နယ်စင်မှဆ၍စစ်ဗုံများအလုံးရင်းနှင့်ခံထားခြင်းဖြစ်၏။မိုးကြရွှေကိုများဟုခေါ်သောသမုတ်ကြသည့်စစ်ဗုံများသည် လုပ်ငန်းကျွမ်းကျင်မှုတက်ကြွမှုမရှိဘဲဌာနဆိုင်ရာများတွင်အရာရှိများဖြစ်လာ၏။လုပ်ငန်းကျွမ်းကျင်မှုမရှိသည့်အပြင်စစ်ဗုံများ၏ထင်အားဆိုင်မှုကြောင့်လုပ်ငန်းစီးစနစ်များလည်းပျက်စီးကုန်၏။ ပို၍စိုးဝါးသည်မှာစစ်ဗိုလ်များရောက်လာပြီးနောက်အစိုးရဌာနဆိုင်ရာအားလုံးလက်ပေးလက်ယူပြောင်းအတိအလင်းလှောက်လာခြင်းဖြစ်၏ဒုတိယကြိမ်စစ်တပ်အာဏာသိမ်းမှုတွင်အစိုးရဌာနဆိုင်ရာအားလုံး၌အကျင့်ပြက်လက်ဆားမှုများတောထလာသည်ကိုတွေ့မြင်ရ၏ရုပ်စွဆုံးသာသနာရေးဝန်ကြီးဌာနတွင်ပင်ဖုံကြီးတစ်ပါးဘွဲ့ဆက်ကရေးတွင်ဘယ်ဘွဲ့အတွက်ဆိုလင်ငွေပမာဏမြည်မြလက်ပေးရသည်ဟုသည့် နှုံတာများရှိလာ၏လမ်းမလေးကောင်လူမြင်ကွင်းတွင်ရှိသောရင်တင်းရဲများကလည်းပြောင်ပိုက်ဆံတောင်းလာ၏ထို့သောသောချိန်နေတွင်ကြံထာနာများကတော့ပြောစရာမလိုပေဒုတိယကျိန်အာနာသိမ့်မှုတွင်အစိုးရယုံထာနာရန်နေရအလုံးအကျင့်ပြတ်လက်စားသည့်ရန်နေရများဖြစ်သွားခဲ့၏ဒုတိယကျိန်အာနာသိမ့်ရတွင်ပညာရေးစနစ်ကပိုဆိုးလာသည်မြန်မာနိုင်ငံ၏အထင်ကရတက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်စက်မှုတက္ကသိုလ်စီးပွားရေးတက္ကသိုလ်မန္တလေးတက္ကသိုလ်တို့တွင် စာတင်ကြမှုများရပ်ဆိုင်သွားသည် ထိုတက္ကသိုလ်များတွင်ကျောင်းသားများစုစည်းထားပါကစစ်တပ်ကိုစန့်ကျင်သည့်ကျောင်းသားလှုပ်ရှားမှုများဖြစ်ပေါ်သည်ဟုသတ်မှတ်ပြီးကျောင်းများကိုနေမျိုးများတွင် ခွဲယူဖွင့်၏ရန်ကုန်မန္တလေးတွင်ဖြစ်စေနေမျိုးများတွင်ဖြစ်စေတက္ကသိုလ်ကောလိပ်အဆောက်အအုံများကိုမြို့ပြင်တွင် ထုတ်ထားသည် ចောင်းသားများសាទិនចាយីថេចောင်းသားតបិញများភុខွဲយីကိုអធិកថាគេីធម្មទីញមាភិបញ្ញាយីទីអសិននៃតរេណេញឡាយីငွေជីតណៃទゥများកមិមិតាតមីများကိုနိုင်ငံចောင်းពុយយចောင်းថាចាយាទីញមាភីមយ៉ាទីបွင်များទីနိုင်ငံដកាတွင်မတိုးနိုင်တော့ဒုတိယចេងអាណាသိမ့်ពីសិបបုံများថែអាសိုင်းမှုចောင်းမြမပြည်ပညာရေးသည် ပို၍နှိမ်ပါခဲ့သည်ကို တွေ့ရ၏ဒုတိယကြိမ်စစ်တပ်အာဏာသိမ်းရာတွင် အနောက်တိုင်း၏စီးပွားရေးပိတ်ဆို့မှုများကို ခံခဲ့ရ၏ထို့ကြောင့်တိုင်းပြည်ဖွံ့ဖြိုးရေးထိခိုက်သည်ဟုအကြောင်းပြကြပြီးကမ္ဘာ့ဗန်အာရှဖွံ့ဖြိုးရေးဗန်နှင့်အနောက်နိုင်ငံများထံမှမဆလာခစ်ချင်းွေဒေါ်လာတန်းတောင်းကျော်ကိုနဝတာနာဖာအာဏာသိမ်းစစ်တပ်မှ ပြန်လည်ပိတ်ဆက်ခြင်းလည်းမပြုခဲ့ပြီးထို့ပြင်တစ်ဖက်ကလည်း အထက်တရုတ်ထံမှချင်းငွေရရှိခဲ့သည်1988မှ2010အထိအာနာသိန်းစစ်တပ်လက်ထက်တွင်နိုင်ငံခြားချင်းငွေအမေရိကန်ဒေါ်လာ3488တက်သမ415တန်ချီးယူရရှိခဲ့၏။ပုံဒီမှာလုံးဝချင်းငွေမရသည့်အနေအထားမဟုတ်သည့်အပြင်ရခင်မဆလာခေတ်ကချင်းငွေများကိုလည်းဆက်ချင်းမပြုတ်လုပ်ခဲ့ပြီ။ချုပ်ရွေဆိုရင် မြန်မာစစ်တပ်အာဏာသိမ်းမှုပြေးခဲ့တဲ့နှစ်ကြိမ်လုံးတွင်စစ်ပုံများထင်အားဆိုင်ခဲ့ပြီး1962ခုနှစ်ပထမကြိမ်အာဏာသိမ်းရာတွင်တိုင်းပြည်မွေးပြားကြခဲ့ဤ1988ခုနှစ်ဒုတိယကြိမ်အာဏာသိမ်းရာတွင် အာဏာကိုလွှဲသုံးစားလုပ်၍စစ်ဘုံကြုံများကိုကျိုးရှာခဲ့ကြဤအစိုးရဌာနအလုံးအစိုးရရန်နေရာအလုံးတည်လေအကျင့်ပြတ်ခြားစားမှုလက်ပေးလက်ယူမှုများပြောင်းတည်လင်းပြုလုပ်၍ပျက်စီးသွားဤ ထို့အပြင်အာနာသိန်းစစ်ဗိုလ်များသည်25ချက်25ချက်35ချက်85ချက်90ချက်စသည့်မြည်သည့်တိုင်းပြည်တွင်မှမရှိသည့်ဆယ်လီစိတ်မဟုတ်သောငွေဆက်ကူများထုတ်သည်အရင်ရောအဖက်ပါမရသည့်ကျက်စုပင်စိုက်သည်အရင်တိုင်းမှုတယောက်ကတစ်ပင်စိုက်လင်နောက်တိုင်းမှုကခုတ်သည်တိုင်းမှုကလမ်းလေကျွန်းတွင်ဓာတ်တိုင်စိုက်ပါကနောက်တိုင်းမှုကနှုတ်၍လမ်းဘေးတွင်ပြန်စိုက်ခန့်၏တိုင်းပြည်အတွက်ရောလူမှုအတွက်ပါ အကျိုးမရှိသည့်လောက်ရများကို အာနာသိမ့်စစ်ဘုံများကစိတ်ယူပေါရာလောက်ကြ၏စစ်ဘုံကြုံများ၏စိတ်ယူပေါရာ ပြောဆိုလောက်ကင်မှုများအားဥပရေနှင့်အညီဟုဆိုကြ၏စစ်ဘုံကြုံများသည်သူတို့လှုပ်ချင်သည်မှန်သမျှအတွက်ဥပရေ၏အထက်တွင် ရှိနေကြပြီးတည်ဆဲဥပရေဆိုသည်မှာပြည်သူလူထုအားအေးအေးယူရန်ဖြစ်၏ထို့ဖြစ်ရာမြမစစ်တပ်အာဏာသိမ်းခြင်းကိုမြမပြည်သူများငြိမ်းခံနေပါက မတုံ့ပြန်ပါက တိုင်းပြည်မိတို့အခြေအနေကြုံရသည်ဆိုသည်ကို1962ခုနှစ်နှင့်1988ခုနှစ်အာဏာသိမ်းမှုများကတက်တည်ပြခဲ့ပြီးဖြစ်၏2021ခုနှစ်အာဏာသိမ်းခြင်းသည်ဥပဒေအထက်တွင်သူတို့ရှိနေသည်ကို ပြသရာရောက်တဲ့ကဲ့သို့စစ်ဘော်ချုပ်များ၏ကိုကျိုးစည်းဝါးရှာရန် အာဏာသိမ်းသည်ကို ရှင်းလင်းစွာမြင်တွေ့နေရ၏ဤသို့သောခြေနေအောက်တွင်စစ်တပ်မှအာဏာသိမ်းသည်ကိုငြိမ်ခံနေပါက ဘာမှမဖြစ်ဖဲအေးစစ်စစ်ပြီးသွားမီတိုင်းပြည်တိုးတက်သည်ဆိုသည်မှာစစ်တပ်နဲ့စစ်တပ်လော်ဘီများက ပြောင်းလဲနေခြင်းတခိုးကလူဟစ်နေခြင်းဖြစ်ပေသည်စစ်တပ်အာဏာသိမ်းသည်ကိုညှဉ်းခံနေွာကတိုင်းပြည်ကဖုတ်တထက်ညစ်ဖို့သာရှိသည်ပြောပြန်ရင်လေခင်မမလွန်ရာကြပါမည်ခင်မမ